အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ဒီနေ့တော့ငါတင်နေရဲ့အိမ်မက်တွေကပြေးသွားတော့မှာပဲငါသူ့အတွက်အနီရောင်ကားလေးဝယ်နိုင်ခဲ့ပြီကားကိုတွေ့ရင်သူ့အရင်ကဝမ်းသာသွားမှာဒီလောက်ကြီးရဲ့ဆပ်ပရိုက်မျိုးဒီလောကကြီးထဲမှာဘယ်ချိန်ကကမှသူ့ရဲ့မိန်းမကိုပေးဖို့မှမဟုတ်ဘူး ကာလူကြီးကန်းကချမ်းသာတဲ့သူတစ်ယောက်ဖြစ်တော့တယ်သူကသူ့ရဲ့မိမတင်တင်ကြီးကမ်းမာလေးကိုကားအနီလေးလက်ဆောင်ပေးဖို့အတွက်ပြင်ဆင်နေတာပေါ့။ကောင်းပြီကောင်းပြီ။ငါအခုချက်ချင်းမောင်းပြီးတော့တင်တင်စီကိုသွားတော့မယ်။နောက်ထပ်ထပ်မဆောက်နိုင်တော့ဘူး။ဒီနေ့တင်တင်နဲ့အတူ long drive သွားမယ်။ပျော့ပျော့ရွှင်ရွှင်နဲ့ကားလူကြီးကန်းကတင်တင်ကြီးကမ်းမာလေးစီကိုသွားလိုက်တော့တယ်။ကလင်းနှစ်ယောက်ကဘောလုံးကစားနေကြတော့တယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့ဘောလုံးကလွင့်ပြီးတော့လမ်းမပေါ်ကိုရောက်သွားတော့တယ်။ မမလေးတော့ကောက်ပါလားငါတို့ရဲ့ဘော်လုံးကလမ်းမပေါ်ရောက်သွားပြီဟုတ်ပါပြီငါခုတော့ကောက်လာခဲ့မယ်ဘော်လုံးကောက်ဖို့တော့အကြောက်ခုတ်ကလေးလေးကလမ်းမပေါ်ရောက်လာတော့တယ်အဲ့ဒီချိန်မှာပဲကာလူကြီးကန်းကမတော်တဆခုတ်ကလေးလေးကိုတက်ပြီးသွားတော့တယ်ဖះရင်ငါဘာလို့မိသွားတာပါလဲငါတို့အက်ဆီဒန့်ဖြစ်အောင်လုံးမိသွားပြီပဲအက်ဆီဒန့်ဖြစ်တဲ့နေရာကိုကျင်းကန်တိုင်ရောက်လာကြတော့တယ်ကာလူရေမင်းဘာလို့လိုက်တာလဲ မင်းကအပြစ်မရှိတဲ့ကလေးလေးကိုဘယ်လိုလုပ်ကားနဲ့တိုက်လိုက်ရတာလဲဟာငါမတတ်ပါဘူးငါမတတ်ဘူးကြည့်ပါဦးသူအခုချိန်ကြီးအသက်ရှင်နေသေးရဲ့လေအယူကောင်ငါရဲ့တားကိုလည်းကားတိုက်သွားသေးတယ်အဲ့ဒီအပြင်ငါတို့နဲ့လာပြီးတော့ပြိုင်ငင်းနေရတယ်လို့တော်ပါသေးတယ်ငါသားလေးအခုထိအသက်ရှင်နေသေးလို့မဟုတ်ရင်ကြောင့်ငါသားပေတော့မလို့အဖေအဖေတာတာအဆင်ပြေပါတယ်ဒါဘာမှမဖြစ်ဘူးဒီတိုင်းပဲလန့်သွားတာပဲရှိတာပါ တွေ့လားမင်းတို့လည်းကြားတဲ့အတိုင်းပဲခုတ်ကလေးလေးကဘာမှမဖြစ်ဘူး तू ကအကောင်းနိုင်မယ်ဘာလဲကွာကားတစ်ဝယ်ရနဲ့မာနကြီးပြီးတော့ကားကိုပါအရှိန်တင်ပြီးမောင်းရလားကွာငါတို့လိုဆင်းရဲတဲ့ကျင်းငယ်တွေကြားတန်ဖိုးမထားမဲနဲ့ကားနဲ့တိုက်ပစ်ပြီးတော့ပြေးသွားကြတာဟုတ်တယ်ကာလူကိုအဖြစ်ပေးမှဖြစ်မယ်မဟုတ်ရင်သူ့လိုမျိုးကျင်းငယ်တွေထက်ရောက်လာလိမ့်မယ်ပြီးရင်ငါတို့ရဲ့ကလေးတွေကိုလည်းဒီလိုမျိုးတပ်ပစ်ကြမှာငါတို့အကြံတစ်ခုပေးမယ်ကာလူရဲ့ကားကိုမီးရှို့ပလိုက်အဲ့ဒါမှ तू မှတ်မှာ ်ခဏကြာရဲ့နောက်မှာတော့ခိုးကမီးတို့ကိုကင်လာပြီးတော့ကာလူကြီးကရဲ့ကားကိုမီးရှို့လိုက်တော့တယ်ကြည့်နေရင်ကြည့်နေရင်နဲ့ကာလူကြီးကရဲ့ကားလေးကမီးလောင်ပြီးတော့ပြဖြစ်သွားတော့တယ်ကာလူနောက်တစ်ခါကားဝယ်ရင်ကားဘလို့မောင်းရလဲဆိုတာအရင်ဆုံးသိလိုက်ရောကျင်းခဲ့တဲ့အားလုံးကကာလူကြီးကန်ကိုသင်္ကန်းစာပေးပြီးတော့ထွက်သွားလိုက်တော့တယ်။သွားပါပြီ။ငါ့ကားအစ်တလေးကိုမိရှုပ်သွားကြတယ်။ခေါကလေးလေးကသူ့ဟာသူ့ငါ့ကားရဲ့အရှေ့ကိုရောက်လာတာ ਉਹ ကျင်းကတဲ့အားလုံးပေါင်းပြီးတော့သူ့ရဲ့ကားအစ်စ်ကလေးကိုမီးရှို့လိုက်တာကြောင့်ကာလူးကျင်းကကဒေါသထွက်သွားတော့တယ်။ငါအဲ့ဒီကျင်းကတဲ့ကိုငါအလွတ်မပေးဘူး။ငါ့ရဲ့အမှန်မရှိရတော့မှကားလေးကိုမီးရှို့ပစ်လိုက်ကြတယ်။ငါအခုသူ့တို့အားလုံးကိုပညာပေးပြမယ်။ကာလူးရဲ့ကားကိုမီးရှို့ပစ်တယ်မဟုတ်လား။အခုမင်းတို့ဘဝကိုဘလို့ဆော့ကစားပြမလဲဆိုတာကြည့်နေလိုက်။ကာလူးကျင်းကကဒေါသတကြီးနဲ့ဇီးခွက်စီကိုရောက်လာတော့တယ်။ဇီးခွက်ရဲ့မင်းရဲ့ကုန်တင်ကားကိုငါလိုချင်တဲ့နှစ်ရက်လောက်ပဲ။ ဘာဖြစ်လို့လဲငါရဲ့ကုန်တင်ကမင်းအတွက်ဘာအသုံးဝင်မှာမလို့လဲစီးကွက်ရေးပေးစမ်းမှာကွာမင်းလိုချင်ငါနှစ်ရက်စာပတ်စံပေးပါမယ်ဒါမဲ့ငါအခုချက်ချင်ကုန်တင်ကားလိုချင်တယ်ကောင်းပါပြီဒါမဲ့ပတ်စံအရင်ပေးသွားကာလူတီကန်ကစီးကွက်ရဲ့ကုန်တင်ကားကိုယူပြီးအောင်မောင်းထွက်သွားတော့တယ်ငါအစိတ်မလုပ်ပေမဲ့လဲသူတို့ကငါရဲ့ကားလေးကိုမီးရှို့ပစ်လိုက်ကြရလေငါအခုတမင်တက်တက်သူတို့အားလုံးကားနဲ့လိုက်တိုက်ပစ်မယ်သူတို့ငါ့ကိုဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး ကာလူကြီးကကမျက်နှာအုပ်ပြီးတော့ကားပေါ်ကိုတက်လိုက်တော့တယ်။နောက်တော့ကားမောင်းပြီးတော့တောထဲမှာပတ်နေတာပေါ့။ငါ့ရဲ့ကားကိုမီးရှို့ဖို့အတွက်မင်းပြရမဟုတ်လား။ငါအရင်ဆုံးနေ့ကိုကုန်နေကားနဲ့တိုက်ပစ်မယ်။အဲ့လိုပြောပြီးတော့ကာလူကြီးကကအချိန်နဲ့မောင်းထွက်သွားပြီးတော့ဘူဘူငှက်ကလေးကိုတိုက်လိုက်တော့တယ်။တနာစရာဘဘူးငှက်ကလေးကအဝဲကိုလွတ်ပြီးတော့ပြုတ်ကျသွားတော့တယ်။ဖះရီငောက်ကားနဲ့တိုက်သွားတယ်။ကားနဲ့တိုက်သွားတယ်။ဘဘူးငှက်ကလေးကိုကားနဲ့တိုက်ပြီးတော့မောင်းထွက်သွားတော့တယ်။ တနာစရာကောင်းတဲ့ဘူဘူငှက်ကလေးကခါရိုးကျိုးရတော့တယ်။ "तू อ่ะအရန်ကိုနားကျင်နေတာပေါ့။ကျက်တူကြီးကလည်းအရန်ကိုဝင်ပါပြီပြောနေတာမဟုတ်လား။အလကငါ့ကိုအပြစ်တင်နေတာမဟုတ်လား။မင်းဘဝတော့သွားပြီပဲ။အာရေအေးအေးလေးနဲ့ရေချိုးလိုက်တော့နေလို့ကောင်းသွားရောပဲ။အိမ်မြန်ပြီးတော့နှစ်နာရီလောက်အိပ်လိုက်အောင်ပဲ။ကျက်တူကြီးကအဲ့လိုမျိုးပြောနေတဲ့အချိန်မှာပဲကာလူကြီးကန်းကကုံနေငါ့ကိုအချိန်တင်ပြီးတော့မောင်းလာပြီးတော့တမင်ကကျက်တူကြီးကိုတိုက်ပစ်လိုက်တော့တယ်။ တနာစီရကောင်းတဲ့ကျက်တူရေးရသူ့ရဲ့အတောင်ပံလေးကိုဆုံးရှုံးလိုက်ရတာပေါ့ငါ့ကိုကြည့်ကြပါဦးငါ့ရဲ့အတောင်ပံတော့ချိုးပါပြီငါ့ရဲ့အတောင်ပံနှစ်ခုလုံးချိုးပါပြီတယောက်ယောက်တယောက်ယောက်အဲ့ဒီကုံတွေကမောင်းတဲ့ကာသမောက်ကိုဖမ်းကြပါဦးတယောက်ယောက်အဲ့ဒီကုံတွေကမောင်းတဲ့ကာသမောက်ကိုဖမ်းကြအောင်ကာလူကြီးကငါအရှိန်တင်ပြီးအောင်မောင်းထွက်သွားတော့တယ်ခဏကြာတဲ့နောက်မှာတော့ကျင်းကတည်းကစက်တူရဲကိုဆေးရုံခေါ်သွားပြီးတော့ပတ်တီစီးပေးလိုက်တော့တယ် ဒါပေမဲ့လည်းစက်တူတွေကဘယ်တော့မှမပြန်သန်းနိုင်တော့ဘူးပေါ့ပြောဖို့ကောင်းလိုက်တာအရင်ပြောဖို့ကောင်းတာပဲကျင်းခန့်တိုင်းရဲ့အရိုးတွေကိုငါလိုက်ချိုးပြစ်မယ်အားလုံးကိုလက်စားချေပြစ်မယ်တတော်လုံးကကြောက်နေကြတာပေါ့ကျင်းခန့်တွေကိုလိုက်တိုက်ပြီးတော့ဒုက္ခရအောင်လုပ်နေတဲ့ကုံတင်ကားမောင်းတဲ့သူကိုသိချင်နေကြတာပေါ့ချစ်တူရင်းနဲ့ဘူဘူကိုတော့စသိန်းပေးလိုက်ပြီအခုကတော့ကလေးတွေရဲ့အလှဲ့ပဲလမ်းမပေါ်မှာစော့ကြတယ်မဟုတ်လား ီးရင်ဘသူရဲ့ကားအောက်ကိုမဆိုရောက်လာကြရဲ့လေဒီနေ့လေကားလူကြီးကန်းကမျက်နှာဖုံးပြီးတော့ကားကိုမောင်းလာတော့တယ်နောက်တော့ကလေးတွေကိုလိုက်ရှာနေရပေါ့အဲ့ဒီအချိန်မှာပဲဆော့ကစားနေတဲ့ကုကူစားကလေးကိုတွေ့သွားတော့တယ်အမေတော်တော့လေတားရဲ့တကင်ချင်းနေနဲ့ပြန်လာခဲ့မယ်မရပါဘူးအမေဒီမှာရက်ပြီးတော့စောက်နေမယ်ပြီးရင်အမေနဲ့အတူတူအိမ်ပြန်ရမယ်ကားလူကြီးကန်းရဲ့နှလုံးသားအရန်ကိုမာကြောသွားတော့တယ်ကလေးလေးတွေကိုလည်းခရီးမဆိုင်တော့ဘဲနဲ့ကားကိုအရှိန်နဲ့မောင်းလာပြီးတော့တိုက်ပြဖို့လုပ်တော့တယ် ငါတိုက်ပစ်မယ်ငါအားလုံးကိုကားနဲ့တိုက်ပစ်မယ်ကိုကူမင်းရဲ့နောက်ဆုံးအသက်ကိုရှူလိုက်အောင်အရှိကနေအရှိန်နဲ့မောင်းလာတဲ့ကုန်တင်ကားကိုတွေ့ပြီးတော့ဘဝစာကလေးမကကိုကူစာကလေးကိုတွန်းထုတ်လိုက်တော့တယ်နောက်တော့သူကိုယ်တိုင်ကားအတိုက်ခံလိုက်တော့တယ်အမေတားရဲ့အမေကောင်းနေရတဲ့အောက်ကိုဝင်သွားတာကြောင့်ဝါဝါစာကလေးမကသွေးရည်အများကြီးထွက်လာတော့တယ် အဲ့နေရာမှာနေမယ်ဝဝစားကလေးမကတိတ်ဆုံးသွားတော့တယ်။အော်ခုခုမဟုတ်လေဝဝပေါ့အနည်းဆုံးတော့တယောက်တော့တိတ်သွားတာပဲ။ကာလူကြီးကန်းကတိုက်ပြီးတော့ထွက်ပြေးသွားတဲ့အချိန်မှာရုတ်တရက်ကားစီကနေစီကုံသွားပြီးတော့နေရာတနေရာမှာကားရက်သွားတော့တယ်။ကားရက်သွားတာကိုတွေ့ပြီးတော့ကျင်းငှက်တွေအားလုံးကကားမောင်းလုံးမကိုဖမ်းမှုအတွက်ကုန်တင်ကားစီကိုရောက်လာကြတော့တယ်။သူ့ရဲ့မျက်နှာဖောက်ချွတ်လိုက်ကြ။ဒီကားမောင်းလုံးကဘာတူလဲ။လူသက်သမားကဘယ်ကောင်လဲဆိုတာကြည့်အောင်။ ကျင်းငတ်တွေပေါင်းပြီးတော့မျက်နှာဖောင်းကိုချွတ်လိုက်တော့တယ်။အဲ့ဒီအချိန်မှာကာလူကြီးကန်ကိုတွေ့ပြီးတော့ကျင်းငတ်တွေအလုံးအအောင်သွားကြတော့တယ်။ဟဲကိုကာလူပါလား။ရှင်မေတော့ကကုန်တင်ကားမောင်းတဲ့သူဖြစ်သွားရလေ။ရှင်ပြောတော့အလုပ်ကိစ္စနဲ့တခြားတော့သွားရမှာစို့။ကလူရဲ့နင်အရာကိုရက်ဆက်တာပဲဟာနင်ကငါ့ရဲ့ညမလေးကိုတတ်လိုက်တယ်နင်တော့မိထူးဘီရင်ကအလွတ်ပေးတော့မှာမဟုတ်ဘူးအမေ ။ဒါရဲ့အမေကိုဟိုလေးကောင်ကတက်လိုက်တယ်။ကျင်းကတဲ့အားလုံးကမြေမြေလေးရဲမက်ကိုခေါ်လိုက်တော့တယ်။ရဲမက်တွေကရောက်လာပြီးတော့ကာလူကြီးကန်ကိုဖမ်းသွားလိုက်တော့တယ်။နှစ်ရက်ကြာတဲ့နောက်မှာတော့ကာလူကြီးကန်းကိုကျင်းကတည်းအားလုံးရဲ့အရှိမဆွဲချူချပြီးတော့တတ်လိုက်တော့တယ်။ကာလူကြီးကန်းကကျင်းကတည်းရဲ့ဘဝရင်းနဲ့ဆော်ကစားသွားတာကြောင့်နောက်ဆုံးမှာတော့သူ့အဖြစ်ကိုသူခံသွားရတော့တာပေါ့။ ရှင်းရတဲ့တငယ်ချင်းတို့ရေဒီဇလန်းလေးကိုသဘောကျတယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ဒီလိုဇလန်းလေးတွေကိုကြည့်ရဖို့အတွက် channel ကိုလည်း subscribe လုပ်သွားကြအောင်နော်ပိုင်းစာကလေးမလေးကအတိုက်ထဲမှာထိုင်ပြီးတော့ငိုနေတာပေါ့နောက်တော့ပြောလိုက်တော့တယ် ။ငါတရားမျှတမှုလို့ခြင်းနဲ့ငါ့ဘော်မတရားမှုတွေဖြစ်သွားခဲ့ပြီ။ငါ့ရဲ့ဥကိုခိုးခဲ့တဲ့ဖဲချင်းငါ့ကိုမစိုးပြစ်ဒဏ်တက်ရစေမယ်။ပန်းဟိဆာကလေးမလေးရဲ့အတန်ကိုကြားပြီးတော့ချင်းငယ်အချို့ကရောက်လာတော့တယ်။နောက်တော့ချက်တူကြီးကပြောလိုက်တော့တာပေါ့။မငိုပါနဲ့တော့တိတ်တော့ဒီမှာကြည့်နင်းရဲ့ဥပြောက်သွားတယ်ဆိုတာကလေငါတို့ရှိတယ်လေ။ငါတို့ချင်းငယ်တွေအားလုံးပေါင်းပြီးတော့နင်းရဲ့ဥကိုဝိုင်းပြီးတော့ရှာပေးကြမယ်နော်။ ဘာလို့လဲဆိုတော့အခုချိန်ကြီးဘယ်ကျင်းငယ်ရဲ့ဥမာပျောက်သေးတာမဟုတ်ဘူးငါတို့တခုခုလုံးမှဖြစ်မယ်မဟုတ်ရင်နောက်တစ်ခါကျရင်ငါတို့ရဲ့ဥတွေပါပျောက်ကုန်နိုင်မယ်အဲ့ဒါကြောင့်နင်းရဲ့ဥကိုခိုးသွားတဲ့တခုကိုငါတို့ရှာပေးမယ်ပြီးလို့ရှိရင်သူ့ကိုတတလုံးမှတ်သွားလောက်အပစ်ပေးရမယ်ဟမ်နင်ပြောနေတဲ့ပုံကတကယ်ပဲအဲ့ဒီတခုကိုအပစ်ပေးတော့မယ့်အတိုင်းပဲအရင်ဆုံးတခုကိုပဲအရင်ရှာပါအောင်ပြီးကြတော့မှအပစ်ပေးလို့ရမှာပေါ့တခုမဟုတ်တခုတဲလွန်စားကတော့ကြံခဲ့မှာပေါ့ငါတို့အမြန်ဆုံးတခုကိုရှာတွင်းမှာမှတင်နေရဲ့ ဲ့ဒီချိန်မှာကာလူချင်းကကလော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 နဲ့ပြေးလာလိုက်တော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။တငယ်ချင်းတို့နင်တို့ပြောတာမှန်တယ်။တကူကတဲလုံစားခြံထားခဲ့တယ်။ဘာပြောချင်တာလဲအကိုကလူရှင်းရှင်းလင်းလင်းပြောပြပါလား။ညီမရဲ့ဥကိုအကိုရှာရွက်ပြီလားယင်။ပန်းရဲ့အကိုနဲ့အတူတူလိုက်ခဲ့။ခုနကပဲဝဝရဲ့အတိုက်ထဲမှာညီမရဲ့ဥတွေကိုတွေ့လိုက်တယ်။ဘဝကဥကိုဖောက်ပြီးတော့မတောက်ခင်မဲ့ဖြစ်ဖြစ်ကြော်ပြီးတော့မစားခင်မဲ့ဖြစ်ဖြစ်အကိုနဲ့အတူလိုက်ခဲ့လိုက်တော့ အဲ့ဒီစကားကိုနားထောင်ပြီးတော့တင်းငယ်တွေအားလုံးကအံ့ဩသွားတော့တယ်။အဲ့ဒီချိန်မှာခိုးကပြောလိုက်တော့တာပေါ့။ဒါမဲ့တင်းငယ်ချင်းတို့ဝဝကအဲ့လိုငံမဟုတ်ပါဘူး။ဝဝကနင်းရဲ့ဥကိုမခိုးတော့ဘူးပန်းကြီး။ဟုတ်လားခိုး။ तू ကအဲ့လိုကျင်းငံမဟုတ်ဘူး။ဟုတ်လား။ तू ကအဲ့လိုမျိုးပဲလေ။နမယောင်လည်းဒီလိုလို့ကျက်တူရဲ့နမသွားနဲ့တော့ခိုးပဲသွားခိုင်းလိုက်။ခိုးနင်ငါရဲ့ယောက်ျားနဲ့အတူလိုက်သွားလိုက်။ ကာလူကြီးကန်ကပန်းဆာကလေးမကိုခုံနဲ့တူခေါ်ပြီးတော့ဝဝဆာကလေးမရဲ့အတိုက်စီကိုခေါ်ဝါလိုက်တော့တယ်။အဲ့နောက်မှာတော့ကျက်တူကြီးကတင်းကြီးကန်မလေးကိုပြောလိုက်တော့တာပေါ့။တကယ်ကိုပဲဝဝရဲ့အတိုက်မှာဥတွေးလို့ရှင်သူ့ကိုလည်းအပြစ်ပေးတယ်။ဟုတ်တယ်။ကျမလည်းအဲ့ဒါပဲပြောတာပေါ့။သူ့ကိုတော်ရရနဲ့နှင်းထုတ်မှဖြစ်မယ်။မဟုတ်ဘလို့လုံးသိနိုင်မှာလေ။နောက်ကျရင်ငါတို့ရဲ့ဥတွေလည်းခိုးသွားရင်ဘလို့လုံး။အဲ့နောက်မှာတော့ကျင်းငယ်သုံးခေါင်လုံးကဝဝဆာကလေးမရဲ့အတိုက်ထဲကိုရောက်လာကြတော့တယ်။ အဲ့ဒီအတိုက်ထဲမှာတကယ်ဟုတ်ပဲဥလေးကိုမျက်ပင်လေးတွေနဲ့ဖွက်ထားတာပေါ့အဲ့နောက်မှာတော့ကာလူကြီးကမျက်ပင်တွေကိုဖယ်လိုက်တော့တယ်အဲ့ဒါကိုကြည့်ပြီးတော့ပန်းရပြောလိုက်တော့တယ်ငါရဲ့ဥငါရဲ့ဥငါရဲ့ဥလေးတွေ့ပြီပန်းစာကလေးမကသူ့ရဲ့ဥလေးကိုယူလိုက်တော့တယ်အဲ့ဒီချိန်မှာပဲဝဝစာကလေးမကအစာရှာပြီးတော့အိမ်ကိုပြန်လာတာပေါ့အဲ့နောက်မှာတော့ကာလူကြီးကဝဝစာကလေးမကိုပြောလိုက်တော့တယ်ပန်းခိုးနင်တို့နှစ်ယောက်လုံးကြည့်တခုမှရောက်လာပြီ။ ဘာလို့အဲ့လိုပြောရတာလဲအကိုကလို့ညီမဘာတွေကိုခိုးလိုက်လို့လဲဟမ်တခိုးမှားမြာငါဘာခိုးလိုက်လဲလို့မေးနေသေးတယ်။နင်ကငါ့ရဲ့ဥကိုခိုးလိုက်တာလေပြီးတော့ဘာခိုးလဲလို့လာမေးနေသေးတယ်။ငါ့ရဲ့ဥလေးတွေကနှစ်ရက်ပဲရှိသေးရဒီလောကကြီးထဲကိုရောက်လာတာ။နင်ကခိုးသွားရပေါ့လေ။မဟုတ်ပါဘူးမဟုတ်ပါဘူး။ငါဘာလို့ဥကိုခိုးယူရမှာလဲ။ငါဘသူ့ရဲ့ဥကိုမှမခိုးပါဘူး။တွေ့ရမဟုတ်လား။ဘယ်သူကဥတခိုးလဲဆိုတာ။ဥကိုနင်ရဲ့အတိုက်ထဲမှာပဲတွေ့တာ။ ။နေမဲဥကိုခိုးခဲ့တဲ့ဥတခိုးပဲ။မနှက်ဖန်ကြရင်ဒါနဲ့ပတ်သက်ပြီးတော့အဆုံးဖြတ်ပေးလိုက်မယ်။တစ်ဖေအကြီးကြီးစီကိုမနှက်ဖန်ကြရင်ဒါခဲ့။လူကြီးရဲ့အဆုံးဖြတ်ကိုငါတို့လည်းလက်ခံမယ်။သူတို့တော့အောင်ကထွက်သွားလိုက်တော့တယ်။အဲ့လိုနဲ့ပဲညရောက်သွားတော့တာပေါ့။အဲ့ဒီအချိန်မှာကာလူကြီးကအတိုက်ထဲမှာထိုင်နေတော့တယ်။တင်းတင်းကြီးကမှပြောလိုက်တော့တာပေါ့။ဘလို့လို့ပြီးတော့လဲကိုကလူဘလို့လို့ပြီးတော့ပန်းဤရဲ့ဥကိုဝဝရဲ့အတိုက်ထဲမှာတော်ထားလိုက်တာလေ။ ။တင်းနဲ့နေ့တစ်ပတ်ငါတို့အပြင်ထွက်နေတဲ့အချိန်မှာပန်းရအတိုက်ထဲမှာရှိမနေဘူးလေ။သူကမြက်ကန်းအောင်သွားပြီးရွှေသွားတော့တာ။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဥကိုခိုးပြီးတော့ခြုံထဲမှာငါဖွက်ထားလိုက်တယ်။နောက်တော့ဝဝအပြင်ထွက်သွားတာတွေ့လိုက်တယ်။အဲ့ဟာနဲ့ငါလည်းပန်းရဲ့ဥကိုဝဝရဲ့အတိုက်ထဲမှာဖွက်ထားလိုက်တာ။ရှင်ထုတ်တာကောင်းလိုက်တာ။ရှင်ကြည့်နေလိုက်။မနေ့ကကြာရင်သူ့ကိုဒီတော့ကနေမောက်ထုတ်ကြလိမ့်မယ်။ဘဝစာကလေးမကအတိုက်ထဲမှာထိုင်ပြီးတော့ငိုနေတာပေါ့။ ငါခုချိန်ထိဘသူရဲ့အစားအစာတော့မှခိုးမှုတာမဟုတ်ဘူးဘလို့ဖြစ်ပြီးတော့တော့အချင်းငယ်တွေအားလုံးကငါ့ပဲပန်းအီးရဲ့ဥကိုခိုးရလို့ဆွတ်ဆွဲနေကြရလေအဲ့လိုပြောပြီးတော့ဘဝစာကလေးမှငိုနေတာပေါ့အဲ့လိုနဲ့ပဲမနဲ့မုန်းလင်းသွားတော့တယ်မနဲ့မုန်းလင်းသွားတဲ့အချိန်မှာကျက်တူရဲ့ဘဝစာကလေးမဆီကိုရောက်လာတော့တယ်နောက်တော့ပြောလိုက်တော့တယ်သွားရအောင်ဘဝချင်းငယ်တွေအားလုံးလည်းရောက်လာနေပြီဘရင်သိန်းကလည်းရောက်နေပြီအားလုံးကနင့်ကိုစောင့်နေကြတာ ကောင်းပါပြီအခုလိုက်ခဲ့ပါမယ်အရင်သွားနဲ့ကျက်တူကြီးကအဲ့လိုပြောပြီးတော့ထွက်သွားလိုက်တော့တယ်ဘဝစာကလေးမကလည်းသူ့မှာရှိတဲ့ပစ္စည်းတွေကိုထုတ်ပိုးထားလိုက်တော့တယ်နောက်တော့တစ်ပင်စီကိုယောက်လာလိုက်တော့တယ်ဘေးရင်ရဲ့ဘဝယောက်လာပြီကျမအထင်တော့သူ့ရုပ်ကိုကြည့်ရနေတယ်တခုံးမဆိုတာအတိတာနေဘဝနေအစကလေးကဥကိုဖောက်စားခြင်းနဲ့ဆိုရင်လေကျက်ဥယူလာပြီးစားတာမဟုတ်ဘူးဟာနေဒီလောက်တော့ဥဖောက်စားရတာကြိုက်လို့ရှင်လူရစီကလည်းကျက်ဥသွားခိုးတာမဟုတ်ဘူး မတော်နိုင်ရင်လည်းငါတို့တည်းကတယောက်ယောက်ကိုပြောပေါ့ငါတို့ယူလာပေးမှာပေါ့နေရဥဖောက်စားရတာကိုအရင်ကြိုက်တယ်လားတော်ပါသေးတယ်ကျမရဲ့ယောက်ျားအပန်းကြီးရဲ့ဥကိုဝဝရဲ့အိမ်မှာတွေ့သွားလို့အဲ့ဒါကြောင့်ပန်းကြီးရဲ့ဥလည်းလွတ်မြောက်သွားတာဝဝနင့်မလည်းပြောချင်တာရှိရင်ပြောလေမဟုတ်ပါဘူးဘီသူတို့အားလုံးကျမအပေါ်ကိုတခိုးဆိုပြီးတော့ဆွဆွဲနေကြတာကျမဘသူရဲ့ဥကိုမှမခိုးပါဘူးသူတို့တွေကဘလို့လောက်ပြီးတော့ဥကိုကျမရဲ့အိမ်မှာတွေ့သွားလဲမသိဘူးကျမဘသူရဲ့ဥကိုမှမခိုးပါဘူး ကျွန်မချစ်ဘီရင်ဘဝပဲကျွန်မရဲ့ဥကိုခိုးထားတာ ကျွန်မတရားမျှတမှုရမှဖြစ်မယ်သူ့ကိုဒီတော့တဲ့ကနေနှင်ထုတ်လိုက်ပါတော့မဟုတ်လို့ရှိရင်ကျွန်မပဲဒီတော့တဲ့ကနေထွက်သွားလိုက်တော့မယ်ကျွန်မအားနဲ့တော့တယောက်တည်းဘာမှလုပ်နိုင်မှာမဟုတ်ဘူးဘဝနင်တွေ့လားဘယ်သူမှနင့်ဘက်မှာမရှိဘူးအားလုံးရဲ့ဆန္ဒကလည်းဒီလိုပဲဆုံမှာတော့ငါလည်းဆုံးဖြတ်ချက်ချလိုက်တော့မယ်ဒီတီတော့တဲ့မှာမနေရတော့ဘူးတီတော့နဲ့အဝေးဆုံးတခြားတော့မှသွားနေရလိမ့်မယ်ဒီတီတော့ကိုနေခွင့်မရှိတော့ဘူး ကျမဘသူရဲ့ဥပမာမခိုးခဲ့ပါဘူးဘယင်းယုံမင်းပါနော်ဒီတော့တွေကနေမနေမှနဲ့ကျမဘမှာသွားနေရမှာလေဘဝစာကလေးမှအားလုံးကိုတောင်းဆိုလိုက်တော့တယ်ဒါမဲ့ဘသူကမှဘဝစာကလေးမှကိုမယုံကြဘူးပေါ့အဲ့နောက်မှာတော့ဘဝစာကလေးမှလည်းအဲ့နေရာကနေထွက်သွားလိုက်တော့တယ်နောက်တော့သူ့ရဲ့အိမ်ကနေပစ္စည်းတွေကိုယူပြီးတော့တခြားတော့ကိုသွားလိုက်တော့တယ်အဲ့ဒီချိန်မှာတင်းတင်းကြီးကန်းမလေးကကာလူကြီးကန်းကိုပြောလိုက်တော့တယ် ကျမရဲ့ယောက်ျားကိုကလူရဲ့နောက်ဆုံးတော့ကျမတို့ရဲ့အိမ်မက်ကပြေးသွားခဲ့ပြီ။ကျမတို့ဝဝကိုဒီတော့ရဲကနေနောက်ဆုံးတော့နှင်ထုတ်နိုင်ခဲ့ပြီလေ။ဝဝစာကလေးမလေးကတခြားတော်တော်ရောက်သွားပြီးတော့တစ်ပင်တစ်ပင်ပေါ်မှာထိုင်လိုက်တော့တယ်။အဲ့တော့ရဲမှာသူ့အတွက်အားလုံးကဒစိမ့်နေဖြစ်နေပြီးတော့သူတိရဲ့သူတယောက်မှမပါဘူးပေါ့။ဒီတော့ကငါ့အတွက်နေရာတစ်ခုပဲ။ဒီမှာငါတိရဲ့သူလည်းတယောက်မှမရှိဘူး။ငါ့မှာတငယ်ချင်းလည်းမရှိရင်တော့ဘာမှမဖြစ်ပါဘူး။အနည်းဆုံးတော့ဒီတော့မှာငါ့ရဲ့ရန်သူကမရှိဘူးပေါ့လေ။ ဟာဒီမှာတယောက်တည်းหนีလိုက်ပါမယ်။ဝဝစာကလေးမကကုကုကုအဲ့လိုပြောလိုက်တော့တယ်။အဲ့ဒီနောက်မှာဝဝစာကလေးမရဲ့အကြည့်ကဘသူမှမနေရဲ့အုံးလေးနဲ့ဆောက်ထားတဲ့အတိုက်စီကိုရောက်သွားတော့တယ်။အဲ့ဒါကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။ငါဒီမှာသွားနေရင်ကောင်းမယ်။ဘာလို့လဲဆိုတော့အတိုက်ဆောက်ဖို့အတွက်အချိန်နေလဲအကြာကြီးလိုလိမ့်မယ်။တကိုင်းနေလဲဗမာမှရှိတာမဟုတ်ဘူး။ကောက်ရိုးတွေလည်းရှာလာရမယ်။ပြီးတော့နေရလဲတအားပူတာ။ဒီအုံးလေးအိမ်ကလည်းအေးလဲအေးလောက်မှာဒီလိုလုပ်မယ်။ဒီအုံးလေးအိမ်ကိုငါ့ရဲ့အိမ်လုပ်လိုက်မယ်။ ီမှာပဲနေလိုက်တော့မယ်။အဲ့လိုပြောပြီးတော့ဝဝစာကလေးမကအုံဒီအိမ်ထဲကိုဝင်သွားလိုက်တော့ရဲ့။နောက်တော့အဲ့ဒီအိမ်ကြီးကိုကိုယ့်ရဲ့အိမ်လေးအဖြစ်သဘောထားပြီးတော့ဖြည်းဖြည်းရွှေရွှေနေထိုင်သွားပါတော့တယ်။